ဖုံဖုံအနေနဲ့ရောလူမဟုတ်ပဲတခြားဘုံဟာပုံကူများအောင်မြင်မှုပါသလားဥမာနတ်တို့ဝိညာဉ်တို့ရောအရှင်ပြဖုံဖုံအနေနဲ့တဘာဝလွန်ဖြစ်ရများရောကြုံမှုပါသလားဗာရီများကြုံတွေ့မြင်ခဲ့မှုပါလေရှင်ပြဝိညာဉ်ဆိုတာတစ်စေတရေကိုပြောတာဒီမှာရဲ့ဒီမှာပြဖုံဖုံငယ်ငယ်လေးတုန်းကဒါ6နှစ်အရွယ်လောက်တုန်းက6နှစ်9နှစ်အရွယ်လောက်တုန်းကတစ်စေ6ခါရတယ်လို့ပြောမှာပေါ့နော်ဒီမှာပြစေသွားတဲ့ ။ဒီကမကြီးကဆွေမျိုးမကဲမှဘူးကအဲ့နာမှာ။ तू အဲ့နာမှာ तू တည်သွားတာတလားလောက်ပဲရှိသေးတယ်။တင်ပါဗျာ။ तू အရင်ဟောနာမှာလည်းမကြီးပြင်းကြီးရှိတယ်။တင်ပါဗျာ။ညနေမိုးမချုပ်ခင်ဖုံဖုံအကူတယောက်နဲ့အဲ့ဒီအိမ်သားရောက်သွားတော့အကူကအဲ့ဒီအိမ်ပေါ်တက်သွားတော့ဖုံဖုံကအဲ့ဒီဒီကအဖွားကြီးသေးထားတာကိုကြောက်ပြီးတော့အိမ်မော်တော့မလိုက်ဘူးအောက်မှာပဲအချီးပြင်းကြီးနဲ့မှရက်နေတယ်တင်ပါဗျာအဲ့ရက်တော့ရက်နေတဲ့အချိန်လေးမှာ နောက်ကခြေတန်းလိုကြားတော့လှဲ့ကြည့်တော့မကြီးပင်ကိုဝလုံးကြီးနဲ့ဖြန်းကနေရိုက်တာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်ရဘသူကဝလုံးကြီးရိုက်ဘသူမှလည်းလူမရှိပဲနဲ့ဝလုံးကြီးရကြီးပဲပြန်လာပြီးတော့ဖြန်းဆိုရိုက်ပြီးပျောက်သွားဝလုံးကြီးကပဲလေထဲမှာရိုက်ပြီးလေထဲမှာရိုက်ပြီးပျောက်သွားတာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်လိုက်တယ်လူကမရှိဘူးသူကမရှိဘူးတမန်ပါညနေနေဝင်ရိုးရီချိန်တွေမှာဖြန်းကနေအတန်လဲကြားတယ်ဝလုံးကြီးလည်းမြင်တယ်ခနေ့တည်းအောင်အဲ့ဒီဝလုံးကိုမှတ်မိနေတယ်တမန်ပါအဝါရောင်ဒီထိတ်မှနှစ်ဖားနဲ့အဲ့ဒီ တင်းဝါလို့ခေါ်တဲ့ဝါမျိုးပဲတင်းပါဗျာအဲ့ဒါနဲ့ဖြန်းကနေပဲကြီးပင်ကြီးရိုက်လိုက်တော့လန့်သွားတာပေါ့တင်းပါဗျာအဲ့ဒါတခုတွေ့ဘူးတယ်တင်းပါဗျာအဲ့တော့ကြောက်တာပေါ့လေတင်းပါဗျာသူကလေးဆိုကြောက်ပြီးတော့အဲ့အပင်ကြီးကိုမကြည့်ရတော့တင်းပါဗျာအဲ့ဒါတခုကြုံမှုတယ်တင်းပါဗျာကျန်တာတော့ဟိုခီးသွားရင်အခု မကြခင်ကခီးသွားရင် ကြုံတာတခုကတော့ဆယ်မိုင်ငုံးကိုဖို့ပန်းပြိုးလက်ပရဟိတ ကျောင်းသွားပြီးတော့တရားဟောတယ်ဆယ်မိုင်ကောင်ကဘယ်နားမှာရှိပါလဲဘကိုးဆယ်မိုင်ကောင်ဘကိုးဆယ်မိုင်တမဘကိုးဆယ်မိုင်ကောင်ဆိုတော့တမဖေအဲ့မော်လှဲကုလွန်လေးပေါ့တမဖေဟိုးငါငါဆိုတော့မက်ကသွားလို့ရှိရင်မိနစ်40လောက်မောင်းရတယ်တမဖေအဲ့တော်ကြီးတဲ့ဖြတ်ပြီးတော့6တန်းတဝါ6တန်းဆိုရဲဘုရားရှိတယ်6တန်းဘုရားရှိတယ်တမဖေအဲ့နာအနီးမှာသွားတရားဟောတယ်ညာ9နိုင်ခွဲလောက်အဲ့ဒီကနေပြန်လာတော့7နိုင်လောက်ပေါ့နော်တမဖေအဲ့ဒီမှာ ကလေးမလေးတယောက်မျက်နှာတော့ကောင်းမမြင်အောင်ခါဝန်တို့လေးနဲ့ဝတ်ပြီးတော့သူ့ကားနောက်ကနေပြီးတော့ဖုန်းတို့ကားစီပြေးလာတာတမန်ပါဟဲ့ဒီအချိန်ကြီးဘယ်သူပါလဲလို့ရွာတွေကထွက်ပြေးလာသလားလို့စိတ်ကအဲ့လောက်ပဲဖြစ်တယ်တမန်ပါနောက်တွေးကြည့်လိုက်တော့ရောမရှိဘူးအဲ့ဒါတင်းကြိုင်းပဲရှိတယ်တမန်ပါအဲ့ဒါတော့မျက်စိနဲ့မြင်ရတာတခါတမန်ပါနော်အခုခုမကြ ਿਆ ရမြင်နေအမြင်ဖေဖော်ဝါရီလတည်းကမြင်တာတမန်ပါအဲ့ဒီမတိုင်ကလွန်ခဲ့တဲ့7နှစ်လောက်က ဒီနေပြီးတော့တော့တော့မတည့်ရသေးဘူးတင်ပါဗျာနေပြီးတော့မတည့်ရခင်အနည်း20လောက်ဖြစ်နေပြီတင်ပါဗျာလမ်းဟောင်းကပြင်မနာချက်ကြာဆိုသိလားအဲတောင်ကြားကြီးနေကြားတော့ကြားဟုတ်ပါပြေမနာချာချာဆိုရေစင်းတွေကတော့လည်းနေသလားမသိဘူးလမ်းဟောင်းပဲပါပါအဲ့ရဖုံဖုံတို့ကားတစီတည်းပဲပြန်ကုန်ကိုဆင်းလာတာကားသမားနဲ့ဖုံဖုံနဲ့ညောင်းတဲ့ပဲတမပါဗျာပထမကုန်းတက်လေးကိုမီးထိုးပြီးတော့တက်လိုက်တဲ့အခါကုန်းထိတ်လေးမှာလမ်းမေးမှာထိုင်တာကလေးမလေးနှစ်ယောက် ကျမပြန်နာယီကြီးလိုက်တော့12နာယီကြီးပြီးတော့တော်ကြီးကျမပြန်အဲ့ဒါလူလူလို့ပဲမြင်ခဲ့တာပဲเนาะဟိုကြောက်တဲ့စိတ်တွေပဲအဲ့ဒါမဖြစ်ပါဘူး။ तू ကကြတော့ဘလို့အဲ့ကလေးမလေးနှစ်ယောက်ကြတော့ဘလို့ဝယ်စားမျိုးဝယ်တာလဲ။ရိုးရိုးပဲတာမန်လူကျမဝယ်စားလားဗျာ။ကျမဝယ်စားပဲကျမပြန်။အဲ့သူတို့ကထိုင်းနဲ့ဥပမာပါနဲ့တူတော့ဆိုရင်သူ့အမေဖေကအမေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ထဲမှာဟင်းရွက်ခူးလို့သူတို့ထိုင်ဆောင်နေတဲ့ပုံစံမျိုးလေးပဲကျမပြန်။အဲ့အဲ့ဒါမျက်စိနဲ့မြင်ရတာကိုပြောပြတာကျမပြန်။နော်ကျမပြန်။ နောက်မှတွေးကြည့်တာဒီအချိန်ကြီးကဒါလူတော့မဖြစ်နိုင်ဘူးပေါ့နော်ပုံကိုတွေးကြည့်တာတင်ပါဗျာနောက်တစ်ခါနှစ်ချက်ထိုးလောက်ကြတော့ကာရှိဆက်သွားတဲ့အခါမှာအဲ့လမ်းမှာပဲပေါ့ဗျာအဲ့လမ်းပဲပြင်မနာချက်ကြဟိုဘက်အမျိုးသမီးတယောက်ခပ်ပိတ်မင်းအသက်20လောက်ပဲရှိသေးတယ်ကလေးမလေးတနခါးတွေဖုံးနေအောင်လိန်ထားတင်ပါဗျာလိန်ပြီးတော့ဟိုးလို့ကာမီထိုးတဲ့အောက်မှာသူကာမီထိုးသွားတာဆိုတော့သူကလမ်းမေးသူကလည်းသူလမ်းသူရှောင်းအဲ့ဒါမြင်ခဲ့တယ်မြင်လိုက်တော့အချိန်နိုင်ကြည့်လိုက်တော့နှစ်ချက်ထိုးပဲရှိသေးတယ်တင်ပါဗျာ ဖုံးစိတ်တွေမှာဘလို့ထင်တော့ဆိုဟာတို့ယွာနာရောက်ပြီထင်တယ်ယွာလူတွေအစိုးရထားကြတာနှစ်ချက်ထိုးပဲရှိသေးတယ်ဘဲသွားတာပါလိမ့်လို့အောင်မယ်တင်ပါဗျာကားနိုင်ဝဲမောင်းနေထင်အောင်ဘာမှမတွေ့ရအောင်တော်ကြီးပဲရှိတယ်တင်ပါဗျာနောက်မှပြန်စင်လာချိတော့တင်ပါဗျာအဲအဲ့ဒါမျိုးလေးတော့တွေ့ဘူးတယ်တင်ပါဗျာနောက်တစ်ခါဟိုတယ်မှာနေပြီးတော့ဟိုတယ်မှာတဲရင်ကနေပြီးတော့တင်ပါဗျာညတေးနုတော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအခန်းထဲမှာလူသွားတာကိုတွေ့လိုက်တယ် တကယ်တော့ဘယ်သူမှတော့မရှိမရှိဘူးအဲ့ချင်းလူရိပ်ပေါ့ပွားနာမြင်ရတဲ့ခေါင်းကိုမြင်နေရတယ်။သင်္နေရှားမြင်ရတယ်။သင်္နေရှားရမြင်နေရတယ်။အမောင်နေရမြင်ရတယ်။အလင်းကလည်းရှိနေဘူး။ဘေးကပြီးပြီးထွန်းထားတာဆိုတော့ဟိုလိုအလင်းကြီးတော့မဟုတ်ဘူး။အမောင်နေမှမြင်နိုင်တဲ့အလင်းလေးပေါ့နော်။အဲ့ဒါတခါမြင်ရတယ်။ဒီပြင်တော့မတွေ့ဘူးအောင်ဖို့ဖို့။